ကာယေတဘာဝံဝိရိဒုဝါနကာဝိရိဒုဝါနဖမန်ရှိသိသည်ရှိတော်ဒုက္ခတဒုက္ခဤအန္တန်ဆုံးကိုကရိတ္တိမင်းတို့ရောက်ပါလိမ့်မယ်ဘဝနိဗ္ဗာန်ရောက်မယ်အာဥက္ကမမြန်ကျဲတဲ့ပုဂ္ဂိုလ်မနော်ခန္ဓာသဘောတိနိဗ္ဗာန်ရောက်မယ်သူတို့ပဲဟောလိုက်ဒကာဓမ္မတွေဘယ်လိုဩဘုန်းကြီးဒကာဓမ္မတွေကဘယ်လိုကြောင့်ဒုက္ခကသိငိမ့်တဲ့နိဗ္ဗာန်ကြီးမရောက်ကြပါလိမ့်မလို့ဆိုတော့ဩကိုယ်ခန္ဓာအကြောင်းကိုကိုယ်မသိကြလို့ ဘယ်နဲ့ကြောင့်မရောက်ကြပါလဲဘာသိမလဲတဲ့ခွင်းကြီးတို့ဒကာရမတွေကကိုယ်ခန္ဓာကြောင့်ကိုမသိဘူးတဲ့သိပြန်တော့လေတဲ့သမာဓိဋ္ဌိနဲ့ကမသိမိစ္ဆာဓိဋ္ဌိနဲ့သိနေပြန်တယ်သမာဓိဋ္ဌိနဲ့ကြတယ်ငါ့ကောငါ့အဖြစ်နဲ့တော့သိနေပြန်တယ်ငါ့ကောငါ့မဟုတ်ဘူးဆိုတဲ့အသိမျိုးကြတော့မသိပါဘူးဩဒါဖြင့်ဒကာရမတို့စောင့်လည်းမကြည့်အသိကလည်းလွဲပြန်မရှိတာသိပြီးဒီကလာနေပြန်တော့ ဒါကြောင့်တန်ត្រာရှိတကိုဆိုတဲ့ဥစ္စာဖြင့်ပေါ်လာပြန်တယ်မပေါ်လာဘူးလားပေါ်လာပါဗျာကြာကြသတိထားနားထောင်ကြပါရဂရမတို့တရားမများသေးပါဘူးဒီကန္နာဤကိုစောင့်ကြည့်လို့ရှိရင်ခန္ဓာကပြောပါလိမ့်မယ်ပြောရင်ခမားတိုကအနိစ္စနဲ့သင်္ခါရအကြီးပဲသူပြောလိမ့်မယ်ခန္ဓာကဘယ်လိုပြောမလဲအနိစ္စနဲ့သင်္ခါရအကြီးပဲခန္ဓာကဒါပဲပြောကြရရှိတယ်ဝေဒနာပေါ်လာတယ်ဆိုဝေဒနာကလည်းဝေဒနာပါလို့သူမပြောတော့ဘူးပထမတော့ဝေဒနာပဲနောက်ကြတော့ သူသည်ပြည့်စည်သွားပါပြီနောက်တခါစားထိုးလာပြန်တော့အွန်တဝေဒနာတစ်မျိုးပေါ်လာပြန်ဒါဖြင့်ဝေဒနာပြည့်ဝေဒနာစားထိုးတာကိုမြင်ကြည့်စိတ်ပြည့်ပြီးစိတ်စားထိုးတာကိုရုပ်ပြည့်ပြီးရုပ်စားထိုးတာမြင်ကြည့်လိုက်တဲ့အခါကျတော့ကာယေသဘာဝံဝိရိတ်တဝါနာကာယေကိုယ်သဘော၌သဘာကာယေသဘာဝံကိုယ်ဤသဘောဝါကိုရှိကိုယ်၌ရှိတဲ့သဘောတွေ ဝိရိဒဝါနဩအနိစ္စနဲ့သင်္ခါရသာရှိတယ်လို့သိခြင်းကြောင့်ဒုက္ခသဒုက္ခဤအန္တံအဆုံးဖြစ်တဲ့နိဗ္ဗာန်ကရိတ္တိတစ္ဆိကရိတ္တိမင်းတို့သေသေးချာချာမြင်ပါလိမ့်မကွာသူသဘောသာသိရင်နိဗ္ဗာန်သိတော့မယ်သူသဘောသိရင်နိဗ္ဗာန်သိတော့မယ်အဲ့ဒါသူကတော့ညံကျဲတဲ့ပုဂ္ဂိုလ်မဟုတ်ပါရင်ခက်ချင်းချင်းဟောလိုက်နော်မှန်ပါဗျာတို့တော့ကျွတ်တော့ကြီးထဲမှာညံလေးနေနေထဲမှာသူသဘောသိတော့မုံနေမယ် မုန်းတဲ့အခါကျတော့မလို့ခြင်းနဲ့ညာလာလိမ့်မယ်ဒီကောင်တည်းရလာတယ်မှန်ပါဒီလိုလာမှသာရင်ဆုံးသွားမှာမို့လားမှန်ပါ gain ဒါဖြင့်ဃာရမတဲ့ဒီနေ့ဥပဒနာရှုနည်းကိုခန္ဓာ၅ပါးကိုဘယ်ဟာရလို့မဟုတ်ဘူးစောင်းတာကြည့်နေပြီပေါ်ရာကိုသာလိုက်လိုက်ပါတော့မှန်ပါရရင်ရတဲ့နေရာလိုက်ပါဗျာရတဲ့နေရာမှာဩော်ဒါလေးကခုမှပေါ်လာတာပဲဟောပြောက်သွားပြန်ပြီခုမှပေါ်လာသည်ဃာရမသတ္တခါရ ပြောက်သွားတာဒီအခုပေါ်လာပြန်တာဒီအင်းပြောက်သွားပြန်တယ်ကျင့်တ်ကျင့်တ်ပါစောင့်ကျင့်ဒါနခုမှတပါလဲအာလုံးတရားဓမ္မတို့ဘာမှတွေ့เสียမရှိပါဘူးဒီနခုပဲတွေ့မှာကျင့်တ်ပါလားကျင့်တ်ပါဒီကောင်ဒါအမှန်စိတ်နော်မှန်ပါပါတကယ်ကိုတရားဓမ္မတို့ဥပဒနာတွေထဲမရှိတတ်ဘူးဆိုတော့ဘုန်းကြီးတို့တရားဓမ္မတွေကိုမရှိအောင်လို့တခါတော့ဘုရားရှင်မှတိုင်နေအေးရမှာပဲထိုင်ထိုင် ထိုင်ခြင်းတဲ့နေရာမှာထိုင်ရောက်ခြင်းတဲ့နေရာမှာရပ်ပြီးခန္ဓာကိုယ်ဤသဘောကိုသာစောင့်ကြည့်နေ။စောင့်ကြည့်နေလို့ရှင် ပြက်ပြီးလို့လည်းပြောမယ်။အစားထိုးပြန်ပြီလို့ပြောမယ်။ပြက်ပြီးလို့လည်းပြောမယ်။အစားထိုးတယ်လို့ပြောမယ်။ဘုရားပြောဘယ်နဲ့ကြောင့်ဒီခန္ဓာကြီးကခမည်းတော်ပြောမှန်းသိပါလိမ့်မလို့ဆိုတော့စောင့်ကြည့်နေလို့သဘောကျ။စောင့်ကြည့်နေတဲ့အတွက်ဒကာဓမ္မတွေပြောလိုက်တော့ဩဒီဒကာဓမ္မတွေကခန္ဓာကပြောလို့ရှင်ပြန် ဩသူများပြောမဟုတ်ဘူးဟဲ့ဆိုပြီးကာလအနိစ္စနဲ့သင်္ခါရသာရှိတယ်ကွယောက်ျားမိန်းမရှာမတွေ့ဘူးကွဆိုတဲ့ဒိဋ္ဌိရလဲခန္ဓာကပြောတော့ပြုတ်ထွက်သွားမှန်ပါဘူးဘုရားခန္ဓာကပြောတော့ဘယ်နဲ့ပြုတ်သွားတာအလုံးကအရမတွေခန္ဓာကပြောလိုက်တော့မပြုတ်ပါနဲ့ဆိုလို့မရပါဘူးတဲ့အင်းဘယ်နဲ့များဖြစ်နေပါလိမ့်မလို့လဲဝိဇိကိစ္စလည်းမလာဘူးပြင်းရစားထိုးတာရှိမှာပဲမှန်ပါ သဘောကြပါဘူးပြည့်ရင်အစထုတ်တာပဲရှိနေတော့ဒကာရမတို့ပြည့်ပြည့်တာကလည်းအိဆာအစထုတ်တာကသင်္ခါရသဘောကြအဲ့ဒီအစထုတ်တာလေးပြည့်သွားပြန်တော့အိဆာပဲရောက်သွားပြန်ရောဆိုတော့ဒကာရမတို့နောက်အစထုတ်ပြန်တာလေးကဘာခေါ်ကြအဲ့ဒီသင်္ခါရလေးကနောက်ပဲလန်းဆုံးပြန်အဲ့ဒီဒီအိဆာကိုဒကာရမတွေကညာနဲ့ရှောက်ကြည့်ပြီး အစထူတိုင်းကြည့်လိုက်အင်းပြည့်စုံသွားတာအနိစ္စကြည့်လိုက်ထိုးခဲ့တော့ကြည့်တဲ့အခါကျတော့အဲ့ဒီဟာနောက်ဆုံးပိတ်ဒီအနိစ္စဟာအခုဒီတစ်ပတ်ဆုံးသွားပြီနောက်အနိစ္စကိုရှာမတွေ့တော့ဘူးဆိုတော့ဆိုရောက်လိမ့်မယ်အခုအနိစ္စတွေ့တွေ့နေတယ်ပြတ်သွားတာပါခေါ်ကြအနိစ္စနောက်ကြတော့အစထူကလည်းမလားဥပဒေရင်အင်းပြက်တာကရောမလားမရှိဘူးအဲ့ဒီကဲတော့အစားထိုးတာလည်းမလား တက်တယ်လည်းမလာတော့ဘူးတေတံဥပါသမောသူခေါ်ဖြစ်သွားတေတံသူအစာထိုးသောတရားတွေဝါပြက်တဲ့သောတရားတွေဥပါသမောနှခုမရှိခြင်းသည်သူခေါ်နိဗ္ဗာန်ပဲကွာခန္ဓာကိုယ်စောင့်ကြည့်တာနဲ့ဘောလားခန္ဓာကိုယ်စောင့်ကြည့်လာတယ်နဲ့ဘာဘောလားဥက္ကမောဘောလား